အားလုံးပဲမင်္ဂလာပါရှင်။ကျမဒီနေ့ဖပြမယ့်စာအုပ်လေးကတော့ဆီယာမဂျာနယ်ကျော်မမလေးရေးသားထားတဲ့မုံရွေမဟုဆိုတဲ့စာအုပ်ကလေးရဲ့အခန်းစာပဲ ဖြစ်ပါတယ်ရှင်။တုတ်တန်ဝင်းတွေက နောက်ဆုံးထွက်လာကြသည်။ကာနာတို့ရောက်၍ကားပေါ်သို့မတက်ခင်မိခင်တီလရှင်၏မျက်နှာကို ရှိုက်ကြည့်လျက်တမီမော်လမြိုင်ကျုံးကိုမပြောင်းခြင်းဘူး ဖေဖေမရှိတဲ့နေရာကိုမသွားပြရစေနဲ့အုံး။မေမေနဲ့စကိုင်းကိုလိုက်ခဲ့ပြရစေ။ခေါ်ပါနော်။ဟိုကရုံကရင်ပျော်လိုက်လေသည်။စာပနာရဲမလဲခင်တွင်မိသားတစုစွစွဝေးဝေးနေကြရခိုင်ဝိမာတမျိုးတပုံဖြစ်နေလေသည် လောင်ញိုင်းကလေးထဲမှထွက်လာရပြီး ကိုတိုင်ဝန်နေကိုပြန်ရောက်လာသလိုပင်ဝမ်းသာသလို စိတ်အားတက်သလိုလို့ အထူးသဖြင့်ထာရာ၏ယောက်ျားကိုတန်နံကိုတတိပြုမိလျက်မျက်စီအေးရသည် ကိုတန်နံမှာအယံမြင်မြင်နှစ်ဖူးကျဲကျဲစကားနေနေပညာရှိယုံမျိုးဖြစ်သည် လေးနှင့်တည်ကြည်သောအကြီးဖြင့်နူးညံ့ညင်သာစွာ စကားပြောတတ်သည်နူးညံ့သိမ့်မေစွာ နေထိုင်တတ်သည် သူတို့သူဝင်ဟူ၍ရဲရဲတင်းတင်းအမူအရာမရှိဘဲဧည့်သည်တဦးကဲ့သို့ပင်အာနာနေဟံခတ်ကြုံကြုံဖြစ်နေပေသည်မေမာနာမရှိဦးတာလျက်နှိမ့်ချသောစိတ်ဖြင့်သူ့ကောင်းမှအမြဲငုံနေပေသည်သူ၏အမူအရာမှာမြည်သူကိုမဆို အထူးပင်လေးလေးစားစားရှိသည် သူ၏နှလုံးသား၌ကိန်းဝသောမြစ်တာတတ်သည်ထာထာတူတွေခံယူချမ်းမြေရသည်မဟုတ် တိမ်သားလုံး၏ရင်ထဲသို့ပြင်းနှံအေးမြစေအောင်အာကောင်းလာပေ၏ဝေဝေသည်ကိုတက်နှံကို ခံငင်းငင်းကြည့်တတ်ကရင်ထဲတွင်အေးမြသွားသောအသည့်ကိုခံစားရလေသည်ရန်ကုန်ရောက်၍သုံးရက်အတွင်းမော်လမြိုင်ကျွန်းမှတန်ကျိုးနှစ်ဆောင်နှင့်စာတစ်စောင်ရသည် တန်ကြိုများမှာစေမမှန်တောက်ရန်ကျမ်းမာရေကူးဆိုင်ရန်အချိန်နှိအိတ်ရန်နေ့စဉ်တစ်နေ့တစ်မျိုးရိုက်မာနေသောတန်ကြိုများဖြစ်သည်စာရဲ၌ရက်လန်စွန့်တို့ပြီးထိုနေ့ညတင်မောနေ့ဆက်ဆက်ပြန်ခဲ့ရန်အဓိကမှာကြသည်ဝေးမရှိ၍မနေတဲ့မထိုင်တဲ့ဖြစ်ရပုံများလဲပါဤဒါပဲနော်ခြာတိတ်ပြန်ရင်ပိန်လာတာမတွေ့ခြင်းဘူးပိန်မလာနဲ့ ဟိုစာဆုံးလိုက်သည်တန်ကြိုးစာတွေကိုဖတ်လျက်ဦးစွန်ဟန်ဤတုံးဖြန်းသောမြစ်တာရေမှာရင်ထဲတွင်မဆူဆူပဲစိတ်ရိုက်ဖွယ်ရာအဝေးကပင်အနေကြုံနေရလေသည်ညာဘက်ဆိုလျင်ကိုနေဦးသည်အပြင်သို့ထွက်သွားတတ်ပြီးညင်းနယ်မှပြန်လာတတ်သည်။သူပြန်လာလျင်တရုတ်တန်းကခေါက်ဆွဲ ို့မဟုတ်မကူလန်းကပလာတာလက်တစ်ဖက်က အထုပ်လေးငါးထုပ်တစ်ဖက်စီဆွဲပြီး ပြန်လာတန်းလေးသည်အိမ်နေသူမှန်သည်များအကုန်ရှောင်းလို့ကြွေးလေ၏စွဲဝုံကြီးပေါ်တွင်ဖက်ထုပ်တွေ ဖြေကြကဖက်သေးတွင်ပေပေရေရေတယောက်တလို့ဝိုင်းနိုင်စားကြစဉ်ဝိမာ ကိုကိုပြေးသတိရလေသည် ခုနေများမြင်စမ်းခြင်းနဲ့ဘဲလောက်များ တော်သဘောထားလိုက်မလဲ ကိုနေဦးသည် ကိုတက်နံကိုဆွဲခေါ်ချလာက မစားမနေရ အတင်းကြွေတန်းဤကိုတက်နံမှာညင်းဖယ်၍မရသဖြင့်ပြုံ၍အာနာနာနေ၌နေရ ခမားကတဲလန်နေတာကိုဗျကျုပ်ကမျိုးမကြဘူးကျုပ်မျိုးကြောင့်စားစမ်းပါဗျဟိုဆိုကသူ့အပုံထဲမှာများများယူခွဲပေးနေသည် ကိုတက်နံသည် ပြုံရွေနေပေသည် တောက်ဝပြုံးမှာအင်မတန်အေးချမ်းသောအပြုံးဖြစ်လေသည်ဝေဝေသည်စိတ်ကိုယ်ထဲ၌ကိုတက်နံနေရာတွင် ကိုကိုစားထိုး၍ကြည်မိသည် ကိုမှာဒီလူအုံးနှင့်ရောနှောပေါင်းဆက်ကြည်၍မရစိတ်ကိုယ်ထဲသို့ပင်မဝင်ပဲပေးဖယ်၍ခံဝေးဝေးကခတ်စိမ့်စိမ့်နေသည်သာမျက်စီထဲမြင်နေရလေ၏ဝိရင်ထဲမှာလှိုင်ဖိုးသွားလေသည် ဝေးသည်ကို့အကြောင်းကိုမစင်စားမိစေရန်စိတ်ကိုချုပ်ထိန်ထားလိုက်ရသည်သွေးသားတွေနှင့်ရောနှောစာရောနှောနေရတာလောက်ရင်ထဲ၌နှစ်သိမ့်လာတာလည်းမရှိ အမားနှင့်ဆက်မအကိုတော်ရပေသောကိုတက်နံဤမေတ္တာလက္ခဏာမေတ္တာအမှတ်သားများနှင့်နီးကံတွေ့ထိရတာလားရေနေ၌ချမ်းမြေတာလည်းမရှိ ဖန်းခင်အတွင်းပူလောင်နေသော ပူပူလောင်လောင်ထဲမှပင်အေးမြော်သောအရိတ်တွေကိုလှမ်းမြင်နေရသည်ပါဒီပါလာနေတဲ့တော့စကားနေတော့ကိုသက်နှံကဝေဤအစင်အမြဲညှိုးငယ်လေးရဲ့ရှိနေတော့မျက်နာကလေးကိုသတိမူကားဝေဝေစိတ်ကောင်းအောင်အားပေးပါထားရဲ့ဟိုကရုဏာဖြစ်စွာပျော်မီသည် ဝေထမင်းမစားဘူးတည်လျင်နည်းနည်းဖြည်းဖြည်းစားပါဝေဝေ ဟူလာပြောနေသည်ဝိမာမစားခြင်းပဲနေကိုတက်နှံကိုအာနာ၍စားမယ်ကိုဟူပြောလိုက်ရကဝင်စားရသည်ရန်ကုန်ရောက်မှဥဆုံးဟန်ထံသို့စာတစောင်းရေးထည့်လိုက်သည် စာရေးရင်မျက်ရည်ကြာလာသည်ငါးကြီးစီမှန်မှန်တောက်ပါတယ်ဝမ်းချုပ်လည်းမခံပါဘူးညနေအောင်မနေပဲစောစောအိပ်ပါတယ်တွေ့ကြရမုံတွေမစားပဲ ေါင်းမုံနဲ့ထောပတ်ပင်စားပါတယ်။ကျင့်ဟူလည်းတောက်ပါတယ်။လေကောင်းလေတဲ့နေရာမှာရွေးပြီးတော့နေပါတယ်။ဝေးမှာတပတ်တော်စိတ်ကြိုက်ကိုလိုက်၍ရေးရန်သူ့လက်ကိုသူတိုက်တွန်း၍ရနိုင်တော်လဲသူ့စိတ်ကို တိုက်တွန်း၍မရသလောက်နှောင့်နှေးနေခြင်းကို တွေးရှိရသဖြင့်စာရင်းနေရင်မျက်ရည်များကြာနေလေသည် ထားထားသည်မီးရောင်အောက်တွင် ဝေးအကြကြီးထိုင်၍စာရေးနေခြင်းကို အမှန်တမဲကြည်နေသည် စာရေးခြင်းထက်ငင်းငိုင်ခြင်းမှာအချိန်ပိုကြသည်မျက်ရည်များစီးကြနေသည်ကို မြင်လျင်မျက်နှာလွှဲလိုက်ကတိမ်မရှိသောမိုးထဲမှကျယ်ဝင်းကလေးများကို ကြည်နေလေသည် ဝေသည်ပရင်းသားသို့ထလာက မမထားမအိပ်သေးဘူးလားဟိုမေးလိုက်သည်ဟင်အင်း အိုက်တာနဲ့တကောင်းဝကိုလာထိုင်နေတာဝေဝေးမျက်နာတွင်တကူးခုပြောလိုမှန်းထာထာတီရလေသည်သူပြောလိုသည့်စကားကို အပြောရခက်နေပုံပေါ်လေသည် ဝေပြောရန် အတိအကျဆုံးဖြတ်ပြီးသည့်အချိန်အထိ အလိုက်သိစွာပင်စောင့်နေလေသည် အတန်ကြာမှ ဝေကရုတ်တရက်ပြောလိုက်သည် ဝေတော့မင်းမင်းနဲ့စကိုင်းကိုလိုက်သွားတော့မယ် ထာရသည်ဝေးကိုတွေ၍ကြည်နေလေသည် ဝေးဝေးကိုသူမဝေးဝဲနိုင်ပဲရှည်လေသည်ထာရ၏ကြည်မှာကြောင်ကြည့်နေသောအကြည်ဖြစ်လေသည်နင်ဥဆွမ်းဟန်ကိုစိတ်နာနေသလားမုန်းနေသလားဝေးဝေးသူ့ကိုမမုန်းပါဘူးဟိုပျော်ပြီးခဏရန်နေသည်အတန်ကြာမှဆက်၍ဝေးကိုသာဝေးမုန်းပါတယ်ဟိုထူးဆန်းသောအတန်လေးဖြင့် ြန်ပြောလေသည်ထားထားမှာဝေဝေစကားကိုစဉ်းစားရင်နွမ်းလျားလျားဖြစ်လာလေသည်သူပဲလိုအိဗယ်နဲ့ဒီလိုပြောတာလေထားထားကဝေဤဖြူရော်ရော်မျက်နှာကိုတကြိမ်မော်ကြည့်လိုက်သည် နင်းကိုနေဘာဖြစ်လို့မုံရတာလဲဝေဝေသည်ကောင်းရင်ကိုမော်ကြည့်ရင်စဉ်းစားနေလေသည်စဉ်းစားရင်မှပန်းလျစွာ တက်ပြင်းချလိုက်သည်။ဘာဖြစ်လို့လဲဆိုတော့သူ့ကိုချစ်ခင်မိလို့ပေါ့။ဟိုအတန်ကြာမှဖြေးလိုက်သည်။ထားရမှာဝိကိုမိုင်းမိုင်းမုံမုံမော့ကြည့်နေသည်။စကိုင်းမှာဘလောက်ကြာမှလဲစိတ်ပြေလက်ပြောက်ကောင်းတော့ကောင်းသားပဲ။မပြောတတ်သေးဘူးမမထားရဲ့။ဟိုဆွေဆွေမြည်မြည်အတန်နေပျော်နေသည်။ဝေဝေဤစိတ်မှာပန်ဝင်ကျင်နိုင်မရှိပေ။ သူသည်မမြင်သောကြီးဖြစ်သောမောကြီးယင်ငြိမ်သက်စွာရန်နေလေသည် သူစိတ်ထဲ၌ဖခင်အသေးအံဖြစ်၍လာရန်တန်ကြိုးရောက်သောနေ့ကအဖြစ်အပျက်များကိုသာတရေရေမြည်မီလျက်ရှိသည် စကားတွေကိုသာတစိမ့်စိမ့်ကြားမိလျက်ရှိနေသည်ချစ်သူချစ်သူအသေးကွယ်အောင်လုပ်တဲ့ချစ်သူ ခုနစာရေးနေတာစကိုင်းသွားမယ်လို့ရေးနေတာလားဘဲအခုကြိုရေးနေလို့မသွားရပဲနေအောင်မယ်သွားတဲ့နေမှာစားထည့်လိုက်တော့မယ်ထားထားသည် မျက်နာကိုကွယ်လိုက်သည်တို့မျက်နာ၌မျက်ရည်များဝဲနေသည်ကိုဝေဝေမြင်မှဆိုလေသည်ရက်လေစွန်းတို့ရောက်သည့်နေ့တိုင်းထားသည်ဝိကိုမျက်နှချင်းကြကြဆိုင်မကြီး ဝေသည်တိလရှင်ရဲ့ပါ၌သာအနေများနေပေသည်ထင်ဝါတောက်ပြောင်သော အစဉ်တစားတို့ဖြင့်စင်မြန်းထားသည့်အယုတ်ကလေးတယုတ်ကိုမြန်နိုးစုံမဲ့လာခဲ့ရမှာ ထိုယုတ်ကလေးသည်ကောက်ရိုးတို့ဖြစ်သာပြုတ်လုံထားသည်ကိုတွေ့ရသောအခါ၌အယုတ်ကိုအပြစ်တင်စရာမတွေ့ဘဲကိုကိုကို ပြန်အပြစ်တင်နေသောသူနှင့်တူနေပြီဟုထာထာကတွေးနေသည်ဝေဝေသည်တောင်ပေါ်သို့တက်လာခဲ့၏ တောင်မှာမန်းဆောင်လွန်၍ခြေဝုံမြဲမြဲကုန်းလျက်တနေနဲ့တန်နေရသည် တောင်ပေါ်၌အလေးကြပေါက်နေသောတောမန်းတောင်မန်းတို့၏တင်းပြန်ပြန်ရနံကိုရလေသည်အုတ်လီကတဝက်တွင်ရက်ခါလာလန်းကို ပြန်မှတ်ရန်တောင်အောက်သို့လှမ်းကြည့်လိုက်၏ တောင်အောင်ကမော်တော်ကားလဲနေတဖက်မှာတောင်ပေါ်ကဘုံကြီးเจ้าဤပုံတရန်ကို အမတ်မထင်မှတ်ထားလိုက်မိသည် ကိုတက်မိတောင်ကိုလမ်းခုလမ်းမှာမျော်မော်ကြည့်သည်မန်းဆောင်နေ၍အုတ်လီကားဆုံးဘဲနေရာရောက်၍ဘဲဆောင်ရှိမှန်းလဲမမြင်ရမမြင်ရ၍တောင်မြောက်လေးပါးကိုလှည့်ပြူကြည့်သည် ဘဲကြီးကြီးတောင်စွင်တောင်ထိုးတို့၌တဖွေးဝေးဖြူနေသည်ဇေဒီကြီးငယ်ဆူဆူတို့ဖြင့်တစ်ပင်များစိမ့်ညိုအောင်နေလျက်ရှိပေသည်လမ်းဘေးတွင် မကြီးပင်များမှစိမ့်နူလျက်ရှိသည်လလန်းမီသည့်အကိုင်းကိုဆွဲလိုက်ပြီး ရွံ့နူကလေးများကိုစိမ့်လျက်ပါဇက်ထဲထဲဝါကအေးချင်းပြုံးပြုံးရတာကိုခံယူပြီးနောက်အဖန်များကိုထွေးလျက်ဆက်လက်၍တက်သွားပြန်လေသည် လမ်း၌လူသူပြန်နေသည်ဝိမာကြောက်စိတ်လန်းစိတ်မရှိတယောက်တည်းသွားရတာကိုကျေနပ်သဘောကျနေသည် အုပ်လီကဆုံး၍တွန်းလန်းတိုင်းဆက်သွားနေရသည်ခက်လန်းလန်းတောင်ထိပ်တွင် အပန်းဖြေစရာနားနေရန်ရေချမ်းအိုးစင်နှင့်ခုံနှန်းကိုမြင်၍မြန်မြန်ရောက်ရန်ပြေတက်ခဲ့သည် လေအဟုံပင်း၍လွင့်တက်လာသောမှိုဘက်ကလေးကဲ့သို့ပင်တောင်ထိပ်သို့ရောက်လာလေ၏တောင်ထိပ်သို့ရောက်မှပင်ရင်းကိုမြင့်ကြီးနှိမ်ကြီးနှင့်အသက်မမှန်ရှူ၍မောရမန်တိလာပြီးနောက်ခုံနန်းပေါ်သို့ပြစ်ထိုင်ချလိုက်သည်ထိုင်မောပြေနေပြီးရေမုတ်ကိုထယူကရေအိုးထဲ၌နှိမ့်ခမ်းလိုက်သည် ဝေသည်ရေမုတ်ထဲမှရေကိုမြင့်လောင်ချလိုက်ကာပဇံနှင့်စီခံတောက်သည်အသေးသေးအေးများသွား၏လက်ထဲရေခံလျက်မျက်နှာနှင့်လေပင်ကိုပက်ဖြန်းပေါ်တန်လိုက်သည်ဖုန်ကြီးတစ်ပါးနှင့်ကြောင်သာကလေးပေါ်လာကြသည်ဘဲဘဲလန်းကတက်လာမှန်းပင်မှတ်သေးလိုက် ဖုံးတော်ကြီးမှာတတော်90ခန်းရှိကကြောက်ပေါင်မှာရေးရေးနှင်းခံမဲမဲပိန်ပိန်ရှေရှေဖြစ်သည် ရွှေမျက်မှန်တက်ခါပခုံးတွင်တရေအိတ်လွယ်ထားလေသည် ဖုံးကြီးနောက်မှရှောက်လာသောចောင်းသားကလေးကပူတက်တက်နှင်းရှင်းနှင်းသားလောက်ရှိမိရှောင်းတော်နှင်းငွေနှတန်းသည်လေးစွဲထားသည်ကောင်းတွင်စီမရှိပဲ၆ဖွာနေကဖုံများကန်နေသည် ပေါ်ပလင်အဝါရှက်လက်တို့ဝိလျေပန်းရောင်ဆက်ပြဲပြဲပိုးလုံးကြီးကလေးတူတူဝဲထား၏မျက်နှာတွင်ချွေးပြန်ကဂျေးအလိန်လိန်ထားနေပေသည်ကိုရုံဤထီးကို အရက်နှင့်မမြပခုံးပေါ်တွင်ထန်းကမြေကြီးကိုငုံကြည့်လျက်နောက်ကလိုက်လာသည်ခြေလမ်းများက တော်လာသေး၏ဖုံးတော်ကြီးမှဝိညာသို့ရောက်လျင်အိန္ဒြေကြီးနှင့်မျက်မှန်ထဲမှမျက်လုံးထောင်းကပ်လျက်ကြည်သွားလေသည်ကြောင်သားလေးသည်ဝိကိုကြော်သွားပြီးမှ နောက်လှည့်ကြည့်၍ဝေကပြုံးပြလိုက်သည် ညလုံးကိုပြူ၍မျက်နှာသားကြီးနှင့်ခြာကနေလှဲ့သွားပုံမှာရဲချင်းပွဲရာကောင်း၍ဝိမာသူဤပူတက်တဲ့ကိုလုံးလေးကိုကွယ်သွားသည်အထိနောက်မှလှမ်းကြည့်လျက်ရဲနေလေသည် ဝေးသည်ချက်ချင်းပင်ကနာမငိမ်ဖြစ်လာလေ၏ထပြီးရောက်တဲ့ရာရာကိုတွားခြင်းပြန်၏ ထိုကြောင့်ထပြီးပြန်လာ၏ရောက်ဖူးသောဥမင်30ဥမင်60ရို့ကို ရောက်ပြန်၏ဖျားထိုင်ပူပြီးတပင်ရိတ်ကိုရှာ၍ခဏနာနေသည်ထိုနောက်ထသွားပြန်သည် ရောက်ဖူးသောနေရာများကိုမမှတ်မိဘဲနေကျင်နေ၏မသွားဘူးသောလမ်းကို ရောက်ဖူးသလိုပင်သွားကျင်နေသေးသည် လမ်းတွင်ဖျားဖူးလာသောလူများ၏စုံညံတန်ကြားလျင်မတွေ့ရင်စိတ်ပြပြလာသည်မို့လမ်းခွဲ၌သွားနေလေသည်ဗရမားစီရီဘေးတောင်ကမုန်နာရက်လျက်မျက်စီတစုံမျောငေး၍ကြည်နေသောသခိုင်းမြင့်နေတရားမှာမှုံပြပြရှိကမြူကိုများဝေလျက်ဖြူမိုင်းသောတိမ်တိုင်းတို့ကအုပ်ဆိုင်နေလေ၏ တောင်လီမျိုး၍တသွင်းသွင်းတိုက်ခတ်နေသောကြောင့်အင်ကြီးနှင့်ထမိန်မဝေကို၌တင်းကျပ်စွာကပ်နေပြီးလျင်ဆန်လျင်များသည်လေနောက်သို့လိုက်တော်မယလွင်နေလေသည်စိတ်ကူးနှင့်မှန်းဆ၍ကိုနေသည့်မြို့အားကျုံးမော်ဘက်ကိုမျက်နှာမူထားလေသည် ထိုခဏ၌သုံးမုံသောမျက်နှာနှင့်ခါထောက်လျက်ကြည်နေသောကို၏ပုံသဏ္ဍာန်သည် ကိုလုံးနှင့်တန်းနေသည် ကိုပါထင်ထင်ဝေဝေက ရှင်းရှင်းပြပြလိမ့်မည်မဟုတ်နှုတ်ဆက်ပြီးနေနိုင်ပါသည်ဝေရင်ခွဲမှာကိုတတိမထားမိတာက တို့အမားပဲကိုနဲ့နေခဲ့ရသည်။မှမှန်စီရွှေချတတ်တာတဲ့အလှထဲ့ထားသောရုပ်သေးမင်းသမီးအယုတ်ကလေးနဲ့တူသည် ထိုရုပ်သေးမင်းသမီးကလေးသည် ကျိုးဆွဲရာအတိုင်းလှုပ်ကားရပေသည် မောသည်ပန်းသည်မရှိကြိုးပြန်း၍လက်မမြောက်နိုင်သည်ပင်မပြောနိုင်ခြင်းကို၏အလိုသည် ကို၏မြတ်တာထဲပို၍အင်အားကြီးမသည်ဝေ၏ကြီးမသောအချက်ကဝေအားမြို့သိမ့်လိုက်လျောသည့်စိတ်ဓာတ်ကိုတောင်တင်းခိုင်မအောင်ဖန်တီးထားသည်ဒီမှာတော့တွားချင်ရာကိုတွားနိုင်သည်ရောက်ချင်ရာကိုရောက်နိုင်သည် လွတ်လပ်လာသည်ဇွန်ခရင်နှင့်ပေါင်ပေါ်၌လက်တို့ဘဝဖြန့်တင်စရာလဲမန်လိုစာလျင်သုံးတပ်ပကံစီအကျော်ဘုံ၌မြေရင်းစောင်းရောင်ထံကဖဲ့ရွယ်စားနိုင်၏တဏ္ခါလူကျင်လျင်ဇယန်း၌ကြောက်ပြင်းနှင့်တဏ္ခါတော်တို့အစဉ်အသင်ရှိသေးသည် ဝေးသည်ပားမော်တို့ကြလာသောမျက်ရည်စကိုမတုံးမီပဲအုတ်လီကားကိုလှဲ့ပြန်ဆင်းလာခဲ့သည်ဝေးမှာစကားရောင်းရည်15ရဲ့အတွင်တောင်ယိုးတယိုးလုံးနှံခဲ့ပြီးနန်းလေစောစောရမ်းမှထွက်ခဲ့လျင် နေလေမွန်တဲမှဇရက်တို့ပြန်ရောက်သည် နေလေမွန်တဲမှထွက်လာလျင် နေဝင်ဖြိုးပြားမှပြန်လာသည် စကိုင်းရောင်စားကသမီးကလေးစိတ်ပြေလက်ပြောင်ဖြစ်အောင်မိခင်ကိုယ်တိုင်နေရဆုံးအနံလိုက်ပို့သည် အဖော်တီလရှင်များလည်းလိုက်ကြသည်လွမ်းစီဒီဘရားကစား၍နေကုန်နေကန်တောင်ရိုးအနံနာနာနေနေဖျားဘူးသွားကြသည် အာယုံမတက်ခင်လာရောင်မှုံမွားဖြင့်ပုံညရှင်ဖျားသူအာယုံစွမ်းကပ်ပို့ပေး၏ စကိုင်းရောက်ပြီးလင်းငါးရဲ့မြောက်လျင်ဝေးသည်ဟိုနားသည်နားလန်းလျှောက်သလိုလိုကြည်သလိုလိုဖြင့်ဇယမ်းမတယောက်ထဲလိထွားသွားတတ်သည် ဝေးနေသောဂူနီကြောင့်ဇယမ်း၌မိခင်သီလရှင်ကြီးနှင့်အတူသီလရှင်ငါးပါးနေကြလေသည် တီလာရှင်များနေဝေးမှာကြားကဒတိုင်းကြီးခြားထားသလိုပင်တဦးနေတဦးခြားနာလာတော့ဘဝတစ်ခုတည်းတွင်နေကြလျက်ဝေးမှာသစိန်တရန်သာနေတူနေပေသည်တီလာရှင်များနဲ့မတုခသာဝေးနေအသက်ချင်းရွယ်တူလျက်အခြားတီလာရှင်ကြီးများမှာအသက်90ကျော်60ကျော်အမေကြီးတွေဖြစ်ကြသည် မတုခသည်မှိုင်တိမှိုင်တိုင်းဖြစ်နေသောဝေကိုတတိထားအကဲခန့်လျက်လူပောင်ကို စိတ်ပြဲလာရာများလားဟုတန်တရားရှိကတိလရှင်ဝိချင်စိတ်ရှိမရှိတွေ့တိုကြည်လေသည် မဝေဝေကျမတော့တိလရှင်မလုပ်ချင်ပေမဲ့တိလရှင်လုံလိုက်ရတာပဲလူပောင်မှာဘယ်ဟာမှအဆင်ပြေပါဘူးဝေမှာမတုခကို ငေကြည်မိသည် မတုခါသည်လူဘဝကအစဉ်ပြေမှုများကို ပြန်၍တည်ရနေပုံရှိကငင်းငိုင်လျက်မျက်နှာညှိုးနေ၏မတုခါသီလရှင်ဝတ်တာကြပြီလားဟိုဝေကမေးလိုက်သည် မကြသေးပါဘူးနှစ်နှင်းရှိသေးတယ်အကြီးလေးတော်ပါကျမတို့မျိုးကိုလာတော့ကကြုံနာနဲ့လိုက်လာပြီးတော့သီလရှင်ဝတ်လိုက်ရတာအတန်ကြာငြိမ်သက်နေကြသည် မတုခမှာမိခင်ကဲ့သို့ပင်ဝိကြောင်ကို မုံတီစိမ့်နေတိလရှင်ဝိတိဟုထင်မှတ်ခေရာယခုတော့လောကအကြောင်းအစင်မပြေ၍ဝေမန်းတိရပြီးဘဲလိုအကြောင်းများလည်းဟုတိချင်းစိတ်ဝင်စားလျက်မေးရမှာအာနာနေ၏မတုခကမမေးပဲနှင်းပြောပြသည်ကျမဘုရားတော်ဆိုးတာပထွေးနဲ့နေရတယ်ပထွေးကကျမတို့အမေရှိမှာတော့ကုကုကလေးရဲ့ ကျမနဲ့အယောတော်ဝင်စကားတော့မပြောဘူးအမေကွယ်ရကြတော့ကျမကိုကြည်ပုံရှုပုံကတမျိုး စကားပြောပုံကလည်းမူမမှန်ဘူးအမေကိုပထွေးကမူမမှန်တာတွေဖွင့်ပြောဖို့လည်းမကောင်းတာနဲ့အမေဟာအမေသိပါစေလို့တထိတ်ထိတ်နဲ့နေရတယ်အမေကတော့သူ့ယောက်ျားကိုသူတိတ်ယုံတာပဲတနေ့တော့ကျမကိုအတင်းလာဖက်ပြီးတော့စကားပြောတာပဲကျမမှာအမေမျက်ခွက်လည်းမကြည့်ရဘူးရှင် ရှက်စရာလည်းတိတ်ကောင်းတာပဲအမေကလည်းမပြောပြချင်ဘူးသူ့ရန်သာရှောင်နေရတယ်အဲ့ဒါလိုနေရတော့အကြီးလေးကျမတို့မျိုးကိုဆန်လူလာခံတော့ကျမကအကြီးလေးကိုရှက်ရှက်နဲ့ဖွင့်ပြောပြတော့ကျမကိုလက်ကုပ်ပြီးတော့ဒီခေါ်လာတာပဲဒီရောက်တော့ကျမမပြန်ရအောင်တိလရှင်ဝတ်ခိုင်းလိုက်တာပဲမတုခသည်ပျော်ပြီးမျက်ရည်များစီကြလာလေသည် ဝေဝေမှာရင်းနေနိုင်လေးလန်လာကတက်ပြင်းချလျက်မတုခာဤကရုံးနှင့်မမြင်နိုင်သည့်နေရာသို့မျက်နာလွှဲထားလိုက်သည်ဒါဖြင့်တိလရှင်ဘဝမပျော်ဘူးပေါ့ဟိုမေကြီးလေးသည်ပျော်တယ်မပျော်ဘူးရေမဟုတ်ပါဘူးမဝေဝေရေကျမမှာအမေအိမ်ကလွဲပြီးဘေးမှာတောင်းနေစရာလည်းမရှိဘူးလေကရုံးမတုံးရင်လေအမေကလိုက်ခေါ်အောင်မဒီအကြောင်းသိရင်လေ စိတ်ချမ်းသာမှာမဟုတ်ဘူးဒီတော့သူ့လင်နဲ့သူ့သားနဲ့မကွဲမကွာနေပါစေတော့ဆိုပြီးကျမအဝေးမှာနေနိုင်အောင်ကရုံးတုံးလိုက်ရတာပဲဆိုပါတော့မတုခသည် ပြုံးနေလေသည်မတုခ၏အပြုံးမှာမချီသွားပြဲဖြစ်၍ဝိမာရင်နေ၌တလန်လန်ဖြစ်သွားလေသည်ဘဝအကြောင်းဆိုးခဲ့တော့ဒီဘဝအကျိုးပေးနှုံနေတာပေါ့မဝေဝေရဲ့ ။ဒါကြောင့်ဖျားကိုရောမြတ်ကဘယ်သူမပြုတ်မိမိမှုဆိုတာပေါ့။မဝေဝေရောဝိကြောင်ပဲပြီးတော့တိလားရှင် မလုပ်ချင်ဘူးလား။ဝေဝေသည်မတုခာဤမျက်နာကိုဖြက်ခနဲကြည့်လိုက်ခါရင်ထဲကတုံတုံဖြင့်မလုပ်ချင်ပါဘူးကွယ်။ဟိုပျော်လိုက်သည်။မတုခာမှာရယ်နေလေသည်။ဝေမှာစိတ်ထဲ၌ကျဉ်းကျပ်သွားလျက်အောင်တောင်တောင်နှင့် နေရထိုင်ရာကြေမြောင်သွားလေ။မဝေဝေဒီကိုစိတ်ပြေလက်ပြောင်းလိုက်လာတာ။မဝေဝေယောက်ျားမျှော်နေမှာပဲနော်။ဝေးမှာတီလာရှင်လေးအားဖြည့်ပေးရန်ခက်ခဲဖြင့်ကောင်းငိန်ပြလာရသည်။စူဇန်သောမတုခာ၏မျက်လုံးကိုတင်းဆောင်ကမျက်နှာတခြားလွှဲသွားခြင်းကြောင့်မတုခာမှာရှေ့ဆန်မမေးရဲပဲငြိမ်းနေလျက်အတန်ကြာမှ အနာကထားသွားသည်။ ဝေဝေသည်သူ့ကိုမျှော်နေမိကိုကိုစင်စားလိုက်မိသည်ကိုကိုယူရမြန်နိုးပုံကလေးများမှာအာယုန်ထဲတွင်တရေဝဲဝဲဖြစ်နေသည်ထင်းတွင်ခန်းစားနေသည့်အတော်တွင်ဝိရလိုသို့မလိုက်လျောသောနာကြီးချက်ကတဖက်အုံကြွထလာက ဖုံးလွှမ်းလိုက်သည့်နေ့တချီတည်းနူးညံ့ကြည့်မှုနေသည့်အာယုန်မှာကွဲစင်ပျောက်ပြဲသွားလေတော့၏ ဝေဝေဤမိခင်မှာနေလုံးပေါညာလုံးပေါကမ္မထံထိုင်တတ်ဤတိလောရှင်ကမ္မထံထိုင်လျင်ဝေသည်ခြေဦးတရားလျှောက်သွားနေခြင်းဖြင့်တောင်ရိုးတလျှောက်ဒိုးလိုနှောက်ဤကမ္မထံမထိုင်သည်နေနိုင်လေသွားခြင်းရာသွားရန်အချိန်ရသည် စာမေးဝဲဝင်မိမယ်ဒီလာရှင်များကို နေဝါညဝါစားချပေးလျက်အားလက်ချိန်မှသာတမီးနှင့်စကားပြောနိုင်လေသည ဝေသည်ဇယတ်တို့ပြန်ရောက်တိုင်းဖျားဖူးသွားနေသည်ဟုသီလရှင်များကိုအပြေပေးသည် နေလေမွန်တဲမှ ပြန်ရောက်လာသောသမီးကို စာချနေရာမှအကဲခတ်သောမျက်လုံးဖြင့်တစ်ချက်လှမ်းကြည့်လိုက်သည်မိခင်မှာသူတရားပြခြင်းဖြင့်ဝိစိတ်ချမ်းသာမှုကိုတိဆောက်ပေးနိုင်လိမ့်မည်ဟုမျှော်လင့်ကတရားပြသည် ဝေဤတောကပရိဒီဝါနှင့်ဓမ္မစီဖြင့် တတစွာရလိမ့်မည်ဟုယုံကြည်လေသည်ငြိမ်းချမ်းသောပန်ဝင်ခြင်းအရာကြောင့်သူတော်ကောင်းဘဝကို မွေလျောစိတ်ပြောင်းကနောက်ကြီးသည့်စိတ်များကိုကြည်လင်ချမ်းမြေသွားလိမ့်မည်ဟုလည်းထင်မှန်ယူဆနေသည်ထိုကြောင့်ဝေဖျားဘူးတော်လျင်မတားစီပဲခွင့်ပြုကဝေပြန်လာလျင်အရေးအခြေကိုစီး၍အကဲခါလေးရှိသည် ဝေဒီဇယံမှထွက်လာတာနဲ့မေသီလရှင်လောကထဲ၌သူမှတီးရှိတော်ပဲလောကကြီးအလဲသူတယောက်ထဲကြံခဲ့သည်ယို ရှိနေသလိုပင်မှတ်ထင်းလေသည် တကိုယ်တည်းတကောင်းကျွတ်စိတ်နှင့်အမောင်နှဲလန်းလျှောက်နေသူလိုဥတီယာတွာလာနေထိုင်ငိုင်းနေတာလေသည် တီလာရှင်သည်ဇရက်ပေါ်တက်လာသောဘာအိဘဲမြမပေါသည့်သမီးမျက်နှာကိုချိန်စား၍ခက်ကားစာချမပြန်စာတက်ပေနေ၏တရာတင်းကြိုမာတိကာဓာရုကထာစသည် ပထမငယ်တန်းစာနှုတ်တိုင်ချပေးနေရသည်မှာလေချောင်းကိုပွားထားလာလေသည် ဝေးသည်စာအန်တန် စာပြန်တန်များညံစီလျက်ရှိသောဇီယံထဲသို့ရောက်သည်နှင့်ဘဝတည်ထဲသို့ကူးပြောင်းရောက်ရှိသွားသလိုထင်မိသည် နေမြင့်မွန်တဲမှထမင်းစားသည်ကျမ်းမော်စပွဲဝိုင်းကလေးတွင်ထိုင်ကထမင်းစားလေသည် ထမင်းလုံများကိုဝါယိုးဝါစဉ်ပဇံအကျင့်ဖြင့်ဝါမျိုးချလိုက်ရတော့လေဘယ်လိုအရသာရှိ၍ဘယ်လိုဝင်မှန်းမသိခြင်း ထမင်းစားပြီးဇယက်တိုင်ကိုမိထိုင်လျက်ဝင့်နေကြသောသီလရှင်များရှေး၌စားချနေသောမိခင်ဤပုံတရံကိုခံလန်းလန်းမှမြန်နိုးမှုရာဖြင့်ကြည်လျက်ရှိသည်ညင်သက်၍အ내အိဘယ်အစင်းစားကြွယ်နေသောမိခင်ဤမျက်လုံးများမှကြည်လင်လေးနက်သည်ဆွဲလန်းခိုင်မာသောစိတ်ပြင်းထန်ပုံပေါ်၏ အပယ်လေးပါးနှင့်တန်တရားဘေးဒုက္ခအတွင်းကလုကင်းစေနိုင်သောတရားတို့ကိုကြံစီစဉ်းစားပြီးနေရမှာစိတ်ချမ်းသာခြင်းရကလောကစည်းစိမ်ချမ်းသာတို့ကို တရေပေါလောက်ထင်မြင်လျက်တရားအားထုတ်မှုအလွန်ထက်သန်သော ဝရိယာဆောင်လေးလေးသည် မိခင်အားမြန်နိုးကြည်လင်သောစိတ်ဝင်စားခိုက်တွင်မူဝေဝေသည်ကနာငိမ့်သလိုရှိလျက်အဝေးသို့လွင့်နေသည့်စိတ်ကို အုတ်ထင်းလိုယာနိုင်ပြန်သည်စကားရောက်စာကို့ထံမှတန်ကြိုးတစ်စောင်ရောက်လာသည်တန်ကြိုးရရချင်းပြန်ခဲ့ရနှင့်ပြန်မဲမပြန်ဘူးတန်ကြိုးပြန်ခိုင်းသည် ဥဆုံးဟံမှာဝိထံမှာသခိုင်းတို့စိတ်ပြေလက်ပြောင်ခနာလိုက်သွားကြောင်းစာရရာချင်းပြန်ခဲ့ရန်တန်ကြိုးရိုက်လိုက်သည် စာဖတ်ပြီးအကြီးအကျယ်ဒေါ်ပါသွား၏သူအချစ်ကိုအချစ်မမှန်ပုံကံဒီပဲယူဆကားဝိကို ထားထားကမြောက်ပေး၍တီလရှင်နောက်ပါသွားသလားဟု စိတ်ဆိုးသည့်အထဲတွင်ထားထားပါအစဲပါသည်တီလရှင်လည်းအပြည့်မလို့ လာရောက်နာဆင်အပ်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ခန်းဆက်ကလေးတွေမှာပြန်လည်送တွေ့ကြမယ်နော်။အားလုံးဘေးကင်းကျန်းမာကြပါစေ။